ားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့ဖက်ပြပေးခြင်းတဲ့ဝိတုတိုလေးကတော့စိုင်းဆရာမမျက်လှမွန်ရေးသားထားတဲ့မောက်အတွယ်ဆွတ်တာဆိုတဲ့ဝိတုတိုလေးပဲဖြစ်ပါတယ်ဒီမှာကတော့စဖတ်သူ မျက်လေးငုံဖြစ်ပါတယ်ရှင်မောက်အတွယ်ဆွတ်တာခေဒီနေ့မိုးရင်းအပြည့်စောင်းတွင်ကြီးကြနေတာပဲအေးလိုက်တာအတိုက်ထက်လုံးမဲနော် အခုလိုချမ်းချမ်းစစ်စစ်မှခင်ကိုယ်တိုင်ထိုးပေးတဲ့ဆွတ်တာကလေးများဝေးလိုက်ရရင် ဘလောက်ကောင်းမလဲကွာဟိုသူ့မောင်ကစကားခေါ်လိုက်တဲ့ကိုကြားတာကြားနေရတယ်မိခဲ့တော့ပြန်၍အပြေပေးရမည်ကို မစင်စားတဲ့သူ့မွေမထိုးတတ်ပါဘူးဟိုပြောရမှာကိုလည်းစိတ်ကားမရဲမထိုးပြရစင်းနဲ့ဟို ရောင်ညင်းဆန်ရမှာကလည်းယခုလိုညာကစားမင်္ဂလာဦးချိန်ခါတမယာမျိုးတွေလေလုံးသူဤအထင်လွဲအမြင်လွဲခံရမည်ကို တွေးမြမတွေးဝင်အောင်ရှိတော်တယ် အပြေတစုံတရာကို မပေးနိုင်သေးမီတနည်းအားမောင်းတဲ့သူ့မိတ်ဆွေတို့အဲကန်းတဲ့တွင် အရင်ထိုင်တော်ရင်တီတိုကျဲ့၍တိုင်ပင်ပြောဆိုနေတာကိုပြန်လဲကြားရောင်မိတော့တယ်မဟုတ်သူ့မိတ်ဆွေကဒါပြည့်မင်းတို့နေရာတယောက်ကိုတယောက်ချစ်လို့ယူကြတာမဟုတ်ဘူးဆိုရင်အခုရောမင်းတို့သူကတကယ်ချစ်ပုံရရလားတယောက်နဲ့တယောက်ကရင်းရင်းနှီးနှီးရှိကြရလားမင်းစွဲမျိုးကိုသိခံနိုင်ရင်ရှိပုံရရလား သဖြင့်တွတ်တွတ်မင်းမြန်းနေသည်ကို အခန်းဝါမှာကြားလိုက်ကလေးကမောင်သည်သူတို့နှုတ်ဦးစိတ်ကူးရင်အချစ်မပါခဲ့ပဲမိဘပေးစားသဖြင့်နီးစပ်ခဲ့ရသောအိမ်တော်ရဲ့ကိုဖွဲ့ဟပြောဆိုပြီးလေပြီဟုအတတ်သိခဲ့လေတယ်မိမိအနေနဲ့ပုံချစ်လစွာသောဖေဖေအနေနဲ့စီမံပေးခဲ့သောဤအိမ်တော်ရဲ့ကို အသင့်တော်အလျောက်ပတ်ဆုံးဟုသဘောပိုက်ထားခဲ့တော်လေမောင်အနေနဲ့မိမိတို့အိမ်တော်ရဲ့ကို တစုံတရာမပြေဝစိတ်လိုမကြလေဟန်ထင်ရှားကြောင်းဂျိမ့်မိနားလည်နေခဲ့တယ်။ထို့ကြောင့်ပဲမောင်ဤအထင်လွဲမှချင်းခံရမိကို အကြောက်ကြီးကြောင်းအစိုးရင်ကြီးစိုးရင်မိတော့တယ်။ဖေဖေနဲ့မမေတို့တုန်းကတခါကြုံမှုခဲ့အောင်ဖြစ်တော်လောက်ပါပြီ။ဖေဖေတို့မမေတို့မှားရွေးမှုတန်ကိုမိမိအနေနဲ့ခံစားလိုက်ရသလိုမိမိတို့ရဲ့တန်ကိုနောက်လာနောက်သားလေးတွေမခံစားစေချင်တော့ပါ။ ူတို့နဲ့နှိုင်းစားလျင်ဖေဖေနဲ့မေမေတို့ကပင်တော်ချီသေးတယ်။သူနဲ့မောင်တို့မှာတိုးဖို့တူလုံးဝမြင်ဘူးတွေ့ဘူးသိဘူးခဲ့ကြသည်မဟုတ်။မိဘများတင့်တော်လျော်ကန်သည်ဟုသဘောတူထိမ်မြားလက်ထပ်ပေးကမှပင်တိုးဖို့တူသိရှိကြရခြင်းဖြစ်ပေရာ။ထိုအိမ်ောင်ရေးသည်ဖေဖေတို့မေမေတို့အိမ်ောင်ရေးကဲ့သို့ဆုံးရှုံးပျက်စီးသွားရမည်ကို လူလောကမှာစွန့်ခွာသွားရမည်ထက်ပင် စိုးရုံမိသေးတော့တယ်။ဖေဖေတို့ကမှတီးဘူးမြင်ဘူးခဲ့တဲ့။ဖေဖေကမမေ့ကိုအသေးလေးတနန်ဆွဲနှစ်သက်ခဲ့ပြီး အောင်တယ်တော်မိမကြီးတူးထံမှတဆင်တူးတို့တူစာပေးစာယူပြုလုပ်ခဲ့ကြရမှာလူကြီးချင်းစကားကန့်လန့်တောင်းရန်စီ၍အကျဉ်လင်မယားဘဝဆက်ရောက်ခဲ့ရသေးတယ်။ဒါတောင်မှလက်ထပ်ထိမ်းပြီးနောက်သုံးရက်မြောက်တော့ညမှာပဲဖေဖေနဲ့မမေတို့အကြီးအကျယ်ခက်ရန်ဒေါသဖြစ်ခဲ့ကြသည်မဟုတ်လား။ ရစ်ပြက်ပုံကတော့အတော်ပင်ဆန်းနေ။ပေပေကရစ်ပြက်ဟောင်းများကိုစမျိုးပြန်လို့တော့ဆန်းနာဖြင့်မိမိတို့ဇနီးမောင်နှံအပြိုလူပြိုဘဝအချစ်ပင်စတင်ပြိုမိခဲ့စဉ်အခါကတူးဖို့တူအပြန်အလှန်စပင်းစာယူပြုလုပ်ခဲ့ရ၌မိမိပြန်စာကလေးများကိုတတတဲ့ဖတ်ရှုကပုံမူချစ်ခင်ဆွဲလန်းခဲ့ရကြောင်းစသဖြင့်ဝမ်းမြဝမ်းသာပြောပြလိုက်မိရာမိမိမှာမျက်လုံးပြူမျက်စံပြူနဲ့ သူတသက်မှာဘယ်ယောက်ျားကိုမှစာမပြန်ခဲ့ဘူးကြောင်းဘယ်ယောက်ျားထံမှလည်းဘလို့ရည်စားစာကိုမှလက်မခံခဲ့ဘူးကြောင်းယခုအိမ်အောင်ကြရခြင်းတည်ပင်မိမိတကားဘိုးများမသိဘူးမမြင်ဘူးကဲ့သို့ဒဇိမ့်ပြပြယောက်ျားတို့အားမိဘနှိမ့်ချိုက်ပေးစားသဖြင့်သာယူလိုက်ရခြင်းဖြစ်ကြောင်းနဲ့ပြန်ပြောခါမှာပဲပြပြခင်များမှာသူနှင့်မမေတို့ဆက်ကြအောင်သွဲလုခဲ့တော်မိမကြီး၏ပြည့်ရစွာအယုံသွင်းလှဲစားပုံနဲ့ သူရဲ့တပတ်တန်ယုံကြည်ဆွဲလန့်အချစ်နဲ့ဖမ်းခဲ့ပုံများကိုယူကျုံးမရအရှက်ကြီးရှက်မရကအစတရားတစ်ပြန်အကြီးအကျယ်ခိုက်ရန်ဖြစ်ပွားသည့်အထိကြုံဘူးခဲ့ကြတယ်။အကယ်၍သာမိမိအနေနဲ့ထိုကဲ့သို့သောချစ်စာခင်စာအိမ်တော်အခါကာလ၌ဟုတ်သည်မဟုတ်သည်မှန်သည်မမှန်သည်အပါထားပောက်ပြီးသည့်နှဖူမထူတော်သည့်အနေနဲ့နောင်ရင်ဆန်ရအောင်မြည်အိမ်တော်ရေးဘဝကိုရည်စူးကဖိဖိစိတ်လိုချာလျော်တိခန့်ခဲ့၍ ဖဖေးထံမှာစာရင်းရရှိကြောင်းမိမိကလည်းစာပြန်ခဲ့ဖို့ကြောင်းပြောခဲ့ပါလေသူတို့နှုတ်ဤလက်ငင်းဘဝအတွက်သာမဟုတ်သူတို့သားသမီးလေးတွေအတွက်ပါညံ့ညာရာမရောက်ခဲ့နိုင်ပါလားစိတ်အာရုံသည်တည်င်းကတခဏများတမျောတခေါ်ညောပါသွားရင် အတော်ကြအောင်စကားမမျောပြီပဲနေမိရမှာမိမိညာဘက်လက်မောင်းကလေးပေါ်ရှိကဲလန့်စင်အမယောကလေးကိုမတိမတာငုံရွေကြည်လိုက်မိလေတဲ့ မောင်ကဘာလဲခင်ရဲ့စွတ်တာထိုးပေးရမှာ ပြင်းလို့လားမောင်အတွက်စွတ်တာကလေးတစ်ထည့်ထိုးပေးဖို့ရတာမတတားဘူးလားစသဖြင့်ခနဲ့တလို့ပြောလိုက်သည့်ခါ၌ကတမီးဘလို့ပြန်ဖြေရတော်မူနေတမီးဖြစ်စဉ်အကြောင်းရင်းမှန်တွေကိုဖွင့်ပြောလို့မောင်ကနားလည်နိုင်မည်မထင်တမီးကမှန်သောတစ္ဆာစကားအတိုင်းအကြောင်းမှန်အားပြောင်းဖွင့်ပြောသည်ကိုမောင်ကနားမဝင်နိုင်ပေအထင်အမြင်လွဲသွားခဲ့ပါလျင် ဖေဖေတို့မေမေတို့ဤတူသမီးတယောက်တော့ဒုက္ခလှလှခြင်းမြောက်နိုင်ပါလားဖေဖေတို့မေမေတို့မှာတော့တုံးရဲ့မြောက်သည်မင်္ဂလာဦးညမှာဆရွေပင်တဦးကိုတဦးယုံကြည်ကိုးစားမှုချစ်ခင်နှစ်သက်မှုယူရကျင်နာမှုဒီဟုသောအိမ်နောက်ဤနှောင်ချိုးမြင်ကလေးများလုံးဝပြတ်သောကလူဘဝထုံနှန်းစင်လာတရအနေနဲ့လေးနဲ့မယာဇက်ခင်းနေကြသည်မှာပါ အသက်ဝိညာဉ်ကင်းမဲ့သောယူသိန်းယုံကြည်များပမာ ခြင်းမြတ်တာခေါင်းပါ၆ခန်းခဲ့ကြရတော့တယ်။မကြာခဏလည်းခက်ရံဖြစ်ပွားဒေါသများခဲ့ကြရတယ်။အထူးသဖြင့်တစ်ဖက်သက်အယူမူချစ်ခဲ့ရသူဖေဖေအဖို့မိမိကိုလည်းချင်းမိမိမျှော်လင့်ထားသော အချစ်ဤတုံ့ပြန်မှုကိုမရနိုင်မှန်းလည်းသိခဲ့ရသဖြင့်အတွင်းချင်းတရရည်ဆွေးခဲ့ရတော့တယ်။ထိုကဲ့သို့သောမေတ္တာတရားခေါင်းပါပြီးစိတ်မချမ်းမြေ့ပွဲ အတိပီးသည့်အိမ်တော်ရေးမှပင်အတာဒီဟုသော တမီးဦးကိုဝေးပွားခဲ့ခြင်းဖြစ်လျာထိုတမီးဦးလေးမှာမိဘနှစ်ပါးခန်းစားလျက်ရှိသော အခြေတံများ၏အမှန်သားတစ်ခုဖြစ်လာရပြီတော့တယ်။သို့ဖြစ်၍အတာလူမဲတည်တဲ့စာတနှစ်သမီးခန့်အရွယ်တွင်က ထုံးစံအတိုင်းလင်းမယားရံပြကြရရင်မိခင်လို့သူကမိမိဒေါသများကိုညှာဦးပြောင်းကတမီးကလေးလူမမဲအားတစုံတစ်ချဲရိုင်းနေတတ်သောအခြေသောပင်ဆက်ရောက်ခဲ့တယ်။ ထို့နောက်တွင်မူအတာကလေးမှကျွဲ၎င်းဆက်ကြမှာရေစာပင်ပြင်းမဲမသိဖြစ်ခဲ့ရာလူမှန်တိတဲ့ခါစားတွင်အညိုချိုးတက်လိုက်ပြီးတကယ်တော့လောကကြီးအားကြောက်မဲ့ထိတ်လန့်စက်စုပ်ရွှချပွဲအတိတ်တခုတည်းဖြစ်နားလေတည်မြင်ခဲ့ရရှာတော်တယ်မိဘနှစ်ပါးရံဖြစ်ကြပြီဆိုလျင်အတခမရမှာနေစရာမရှိ တွေ့ရာကြောက်ွယ်တခုခု၌ဝင်ရောက်ပေါအောင်ခဲ့ရှာတယ်ဘလို့ပင်ပုံးတော်လဲ မမေကတော့တွေ့အောင်ရှာဖွေ၍ကလားမနိုင်ရက်ခိုင်မဲကအော်ဟစ်ကျိန်မောင်းဆဲဆူရိုက်နေတက်လေတယ်။နောက်ဆုံးနိုင်ဖခင်လို့သူက အပြစ်ကင်းစင်နဲ့မိမိအချစ်တော်ဒူမမဲတမီဦးကလေးအားမိမိတို့ဇနီးမောင်နဲ့အကြာမြစ်တာကြီးမြေစာပင်ဖြစ်နေရှာသည်ကို မကြည့်ရတော့တဲ့နဲ့ဖခင်လို့သူများထံမခွဲခြင်းပဲဆိုအတင်းပို့လိုက်ရတော့တယ်။ထိုစဉ်အခါကဖေဖေသည် တမီးကလေးအတာအတွဲငိုပွဲကြီးဆင်ခဲ့ရသည်ဆိုရင်အတာကလေးမှာ၆နှစ်နီးပါးများပွားရည်လို့သူများနဲ့တိတ်ငြိမ်အေးချမ်းလာစွာနေထိုင်ခဲ့ရပြန်နေထို့အတွင်မိဘများနဲ့တခါတရံကြုံကြိုက်မှသာ တွေ့ရတော့လေပွားရည်ကြီးကိုပင်မေ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 နှစ်ခေါ်ကမိဘချင်းများကို မေ့သလောက်ရှိခဲ့တယ်တို့ရတွင်ရှင်းနှစ်သမီးအွယ်၌ကမိခင်ဖြစ်သူပါ ကျောသမီးကိုအကျုံနဲ့မတရားသဖြင့်ခွဲထားတာကရှင်နဲ့နဲ့မှမတရားဘူးကျောသမီးကိုကျုပ်စီပြန်ခေါ်ရင်ခေါ်မခေါ်ရင်ကျုပ်ကလေးတွေအားလုံးနဲ့ဆင်းသွားမှာပဲစသဖြင့်အယူဆိုတော့တဖြင့်ဖြစ်ဖြစ်မှမနေတာတော့ပဲတပီးကလေးအတာကိုခွားရည်ကြီးထက်မှ ပြန်လဲခေါ်ယူလိုက်ရတော့လေတယ်ထိုစဉ်အခါကအတာခမရကြောင်ရထိတ်လန့်လျက်ရှိခဲ့တယ်ခွားရည်ကြီးနဲ့ခွဲခွာခဲ့ရတော့အခါ၌တဲထန်စွာငိုကြွေးရှာတယ် ထိုအခါဖေဖေသာမိမိအရေးဆိုချက်ကိုမလာရောခဲ့ပဲအတားကို ဖွားရဲ့ကြီးလက်မှပြန်မခေါ်ခဲ့လျင် အတားကြီးပြင်းခဲ့၍အိမ်တော်ရက်သားပင်ကြာနေသည်ယခုလိုအချိန်မျိုး၌ဘာမဟုတ်သောအကြောင်းကိစ္စတစ်ခုအတွက်နှင့်ဤမြလောင်ဆိုရင်ကြောက်ကြခြင်းဖြစ်ရမည်မဟုတ်ချေ။ဟဲခင်ဘာများဒီလောက်ငိုင်းနေတာလဲကွာ။စွတ်တာလေးတည်းထိုးပေးဖို့ပြောမိတာကိုများမညာမတာမတရားခိုင်းနေဆိုပြီး ိတ်မကောင်းဖြစ်နေတာလားဟမ်ဒီလိုတော့မထင်ပါနဲ့ကွာခင်မကြရင်ဖြင့်မောင်စကားမောင်ပြန်ရုပ်သိမ်းပါလေစသဖြင့်မောင်ဟာကျင်းနေခြင်းလုံးဝမရှိသောအတန်ကြီးဖြင့်ငေါတတော်မေးလိုက်သောအခါ၌မူကားမဟုတ်ပါဘူးမောင်ရဲ့တနေ့ကစိန်ဘရာသားမှတွေ့ခဲ့တဲ့နိုင်ငံခြားကလာတဲ့ဆက်ချုပ်ဆွေတာကလေးတွေတွေ့မိလို့ပါအဲ့ဒီဆက်ချုပ်ကလေးတွေဆိုရင်မောင်နဲ့တိတ်လိုက်မှာ ခင်ထိုးရတဲ့ဆေပြန်တားတော့မပေါ့မနေ့ပြန်ခင်းနေမောင်နဲ့အတူသွားကြပြီလေမောင်ကြိုက်တဲ့အစဉ်ကိုယ်တိုင်ရွေးပြီးဝေချရရင်မကောင်းဘူးလားမောင်ရဲ့ဟိုအကောင်ဆုံးတော့လွှဲဆောင်နေဖြင့်အပြေပေးလိုက်မိတော့တယ်သို့တော်မောင်ကားမကျေနပ်မောင်မျက်နှာမှာလက်ငပုတ်ဖန်ဤသို့မှုန်ကုတ်ကုတ်ကြီးဖြစ်နေတယ်စိုင်းရဆွေတာတွေညီမြလောက်ပင်ကောင်းကောင်းနိုင်ငံသားဖြစ်ဆက်ချုပ်ဆွေတာတွေခင်ထိုးပေးတည်တဲ့ အစတထောင်ပင်ပုံမကောင်းစေကမူခင်လက်ကလေးများဖြင့်ကိုယ်တိုင်ထိုးပေးသည်ကိုမှတယူတရာဝိစဉ်လိုလာပါသည်ဟုပြောပြန်သည့်အခါတွင်မူကသူ့အဖို့ထက်၍ဘာမှစင်ကြင်မလဲနိုင်တော့ဗဇက်မှာထုံမပြောနိုင်သော စကားများကိုဝမ်းနေမျိုးချပြစ်လိုက်မိသည့်အချိန်၌သူ၏ဝမ်းဆက်ကြည်လင်သော မျက်လုံးကြီးများမှညည့်ရီပလဲဦးလိုသည်လေပါးပြင်ပေါ်သို့လှည့်၍လှည့်၍ သင်ကြတော့တယ်။ကြီးဝေမောဝါသော မျက်ရည်များအကြွတွေကစက်နှစ်အရွယ်ကလေးမကလေးတအိုးသည်။မာလီမာလီ မာလီဟုအော်ခေါ်ခြင်းပြေးလာလေတယ်။မာလီကလားမှာသူ့တပြည့်စီလှဲတန်နဲ့အတူအတားဤခေါ်တန်ကိုမကြချင်းတီရွယ်ချောင်များကိုသာမိဘုံထဲသို့တွင်တွင်လှဲသွင်းနေတယ်။ဂျပန်စတောက်ကလေးစုပ်ပွားပွားနဲ့ကလေးမာလီသည် မာလီအနာတို့ပြေးသွားပြန်တယ်။သူ့အတွေ့သုံးမွေထိုးရန်ဝါအက်ဒဆောင်ပြုလုပ်ပေးဖို့မာလီအားပြောနေတော့တယ်။မာလီက နားမလည်ရန်ဖြင့်ရဲရွေ့တာနေတယ်။ကလေးမာလီကလက်ဟန်ချင်ရန်ဖြင့်တက်ခါတက်ခါစူးစား၍ပြောပြန်တယ်။မာလီကတော့ခက်ကြောင်ကြောင်ပြန်ကြည့်ပေါ်တာရတယ်။ကလေးမမပြောရလွန်၍မောနေခအိမ်နောက်ဘေးမိဖို့ကြောင့်စီမထမင်းချက်ကြီးဥပိုးတောင် အခန့်တင်ဈေးတော်ရန်ထွက်လာသည်ပြင်။ဘာကြီးတော်ရဲ့ဟောရီမာလီကြီးကို ပြောပေးစမ်းပါ။အတာကိုသိုးမွေးထိုးဖို့အကလေးတွေဝါးနဲ့လှုပ်ပေးပါလို့နော်။နော်ဘာကြီးတော်ပြောပေးစမ်းပါ။ဥဖိုးတော်ကမာလီကလာအားကလာစကားဖြင့်ပြောနေရက အတာရဲ့ဘလောက်ရှိရှိလဲကွဟိုမေးလိုက်တယ်။အင်းဟိုအဲအဲအဲ့ဒါဆိုတော့ပါပြီဟို အတာဆိုသူကလေးမလေးကမိမိလက်ကလေးဖြင့်တတောင်ခန့်မှန်စာ၍ပြောလိုက်တယ်။မာလီကလာကြီးကအတအားစိုက်ကြည့်၍သဘောကျစွာ ပြုံးနေပြန်နေ။အတား၏မျက်နှာကလေးမှာမှိုရသည်နှင့်မခြားပီတိများဖြာဝေလျက်ရှိလေတယ်။ဘာကြီးတောင်ဘယ်တော့ရမှာလဲ။မေးပေးပါအောင်ဘာကြီးတောင်ရဲ့မာလီအောင်းအောင်းအတားသည်တက်သည်မတ်သည်ကလာစကားဖြင့် မိမိတို့အနေမှာခွာထွက်မြင်ဆက်ဆဲမာလီအားတားထားလေတယ်။ဥဖို့တောင်မှာစကဲပြန်လိုရာပြန်နေ။မနေ့ပြန်မနေ့ယူခဲ့မယ်တဲ့။ကဲကဲဘာကြီးတောင်ဈေးသွားရအောင်မယ်။စိတ်ချစိတ်ချအတာ။လက်ပြန်ကတုံမွေထိုးရစေမယ်ကွယ်။အတမှာထိုးညာတော်တော်နဲ့အိမ်မပြောတော့ချင်။နည်းနည်းပိုင်းကအန်တီဆန်းတို့အိမ်ပဲရောက်ခဲ့စဉ်တွေ့မြင်ခဲ့ရတော့ရောင်စုံဝါနေပြတုံမွေအချီလုံးများကို၎င်း ထုတ်လက်ဆတန်လန်ဆွတ်တာအင်ဂျီအပြာနုရောင်ကလေးကိုလည်းကောင်းအန်တီဆန်ဤသူ့မွေထိုးနမူနာစာအုပ်များမှာလက်ပချစ်စပွဲကောင်းလာသောသူ့မွေထဲအမျိုးမျိုးတို့အားလည်းကောင်းအန်တီဆန်ကိုယ်တိုင်မိမိအားသူ့မွေအန်နှချောင်းကိုကင်တွယ်စေလျက်ထိုးပုံထိုးနေပြတ်တာပေးခဲ့ပုံများကိုလည်းကောင်းတခန့်တနာတွေ့တော်မိရာကမနေ့ပြန်မာလီကလာကြီးစီကအက်ကလေးတွေရလာခြင်းတော့အန်တီဆန်စီပြေးပြီး တင်ခိုင်းလိုက်မယ်စသဖြင့်လေထဲဝယ်တိုက်အိမ်ကလေးတွေတတိတန်းကြီးတိဆောက်နေမိတော့လေတဲ့တို့ရရဲမနေ့ကအန်တီဆန်အိမ်ကပြန်အလာရင်ဟဲ့မိတာစာမေးပွဲနီးပြီရှောက်ရှောက်ကြီးလဲနေစာမကြိုးစားလို့စာမေးပွဲကြရင်တော့နင်ကောင်းကောင်းကြီးသိမယ်စသဖြင့်မမေကစူပူကျိမ့်မောင်းတတိပေးခဲ့ပုံကို တွေးမိပြန်တော့အခါနိုင်မှုကမနေ့ပြန်အန်တီဆန်စီတွားလိုက်မယ်ဟိုတော့ တိတ်ကိုရင်တိုက်အင်္ဂလီတို့မှာတမောချင်းပြိုကျပျက်စီးသွားရတယ်။မေမေနဲ့ရှင်ရဲ့တွေ့လမ်းမိသည့်အခါတိုင်း၌တတော်တန်တန်စိတ်ကိုရင်မှုကလေးတို့မှာနုနယ်သိမ့်မွေးသောစိတ်အာရုံမှလွင့်စင်ပွဲပြောက်သွားရတဲ့သမီးပင်ဖြစ်တော်တယ်။အတာသည်မိမိကိုခင်မင်တွေ့တာစရာအာကိုအာထာပြုစရာမိခင်တယောက်အနေနဲ့မမြင်မဲတခါတရံကြောက်ရွံ့ထိတ်လန့်စရာကောင်းလာတော့ ိမကြီးတဦးအနေဖြင့်မြင်တက်လေတယ်။အတမှာတနေ့သမီးအရွယ်ခံကစား၍မိဘများနဲ့ခွဲခွာပြီး ဖွားရည်ကြီးနဲ့ခုနှစ်နှစ်နီးပါးများနေထိုင်လာခဲ့ရမှာယခုတဖန်မိဘများနဲ့ပြန်လဲအတူတကွနေထိုင်ရပြန်သောအခါ၌မိရင်းဖရင် မောင်ရင်းညီမရင်းများနဲ့မို့ပျော်ပိုက်တယ်လို့လို့ရှိတော်လဲမိမေဤရက်စက်ကြမ်းတမ်းသော အပြောအဆိုအပြုတ်အမှုများနဲ့ ုံတွေ့လိုက်ရသောအခါများ၌ကအသက်အားဖြင့်ဆယ်နှစ်မြတာရှိသေးတော်လဲအကျွယ်နဲ့မလိုက်တကယ်လူကြီးအဘူသည်ကလေးပမာတွေ့ဝေးငေးမိုင်နေတတ်တော်တယ်ထိုအချိန်၌အတအောက်တွင်၈နှစ်ရွယ်၆နှစ်ရွယ်မောင်ကလေးနှစ်ယောက်နှင့်အထွေဆုံး၄နှစ်ရွယ်ညီမလေးတို့ရှိနေပြီဖြစ်၍လဲအတမှာအမကြီးအဖြစ်နဲ့လူကြီးကလေးတစ်ပိုင်းဖြစ်ခဲ့ရသည်မှမထူးဆန်းတော့ချေဟဲ့အတ မေတ္တာလာစမ်းမြင်မြန်မိမိအတန်းမှာမာကြောလာတယ်။မာကြောမိကုန်။နည်းနည်းပိုင်းကပဲဖေဖေနဲ့ကတော့ကစားဖြစ်ထားကြတယ်။ထုံးစံအတိုင်းပဲဖေဖေနဲ့မိမိတို့ကတော့ကစားဖြစ်ကြပြီဆိုလျင်မိမိအတန်းဒီကြောက်စရာကောင်းအောင်မာကြောလာတာစမြဲဖြစ်တယ်။အတာဒီသုံးမွေးချီစာများဖြင့်ချုပ်ထွေးလိန်ရှက်လျက်ရှိသော မာလီကလာကြီးပြုလုပ်ပေးသည့်ဝါအန်တချောင်းကိုစုပ်ကမ်းခြင်း။လေခွင်းများပဲစီသော ငင်းမျောကြည်လိုက်မိတယ်။ဟဲ့မိတာခေါ်တာမထူးဘူးလား။မိမိခေါ်တာကိုပဲဂယုမပြူမိသေးပဲ။မာလီပြုတ်လုပေးတော့ဝါအက်များကိုကြည့်မိရင်ကြည်စမ်းမအောင် မာလီလှုပ်ပေးတဲ့အက်ကလည်းကောင်းလွန်လို့အန်ဒီဆန်စီကတောင်းထားတဲ့သုံးမွေးကလေးတွေတောင်ပြက်ကုန်ပြီ။နောက်ထပ်ထိုးဖို့တော့မရှိတော့ဘူး။ဟိုတွေးမိရင်မျက်နှာကလေးညှိုးငယ်သွားလေတယ်။နောက်မှမိမိခေါ်တဲ့ကိုပြန်တရီရကသုံးမွေးများနဲ့ဝါချုံတစ်ချောင်းကို တနေရာတွေထားခဲ့ရွေးမမေထံကြပြကြရပြေရရှာလေတယ်။လာပြီမမေလာပြီခုလည်းပြင်းရင်လွှာရင်ထုလိုက်ရသေးတယ်။မိဘတကားဝါတို့ကြော်မိလျင်တတော်တခုတော့အရာသည်အတာဤညာဘက်လက်မောင်းသားကို ခက်ပြင်းပြင်းထိခိုက်လာသည်ဖြင့်လက်မောင်းမှသွေးများပြာကနေရိုစီးထွက်ကြလာတယ်။တဲမိမဝါရှက်လိုက်တာလွန်ရောခေါ်တာလဲချက်ချင်းမထိုးဘူး မင်းမေသည်ထိခိုက်သွားသောတံရကိုဂယုမပြုတ်သေးမီအတအာတီးဝေချိန်မောင်းလိုက်တယ်။သွားသွားခေါင်းအောက်ကပစံယူခဲ့စမ်းပြီးတော့အနာကိုဇင်းပတ်ထည့်လိုက်အတကမင်းမေစကားများကို နားစွင့်နေခိုင်းမျက်လုံးများကမူမကြသေးမီကလေးကမိမိလက်မောင်းကိုတံရရရှိခဲ့သော တကားကြမှာထိုးထွက်နေသည့်နှံ့မြတပြည့်စီယိုအချွန်စီတို့ ရောက်ရှိသွားရင်းကား လက်မောင်းမအနာကိုပဲသတိမရနိုင်တော့ပဲမျက်လုံးကလေးများဝင်းလဲ့သွားတယ်။မိမိတောင်းတော်ပတ်စံအိတ်ကိုကြပြာကြပြပေးပြီးတည်နေတဲ့ပြိုင်နဲ့တကားကြမတပြည့်စည်းကိုဆွဲထုတ်ယူကသူ့အခန်းသူပြေးလေတော့တယ်။အတာသည် သူ့ကိုယ်တိုင်စူးစမ်းပန်းစားပြုလုပ်ထားသည့်နှံ့များတပြည့်စည်းရုပ်အပ်တွင်တန်လန်ကြလျက်ရှိသော သိုးမွေးအနိစာကလေးများကိုစိုက်ကြည့်ရင်အကျဉ်းနဲ့ကြည်ကျဉ်းနဲ့နေမိလေတယ်။သူ့စိတ်ထဲ၌က ငါအက်ကမာလီကြီးလုပ်ပေးတဲ့အက်ဒက်တောင်ကောင်းမေးတယ်။စောစောကသာသိရင် မာလီကတော့အလုတ်ခိုင်းမှာမဟုတ်ဘူး။ခက်တာကသုံးမွေးအစတတ်ဖို့မတတ်သေးတာစိုးတာပဲ။စိုးအောင်တင်ဖို့အန်တီဆန်းအိမ်မတော်ရတာက အခဲ။တာမီဝဲပြီးမှအန်တီဆန်းကိုတင်ခိုင်းလိုက်အောင်မေး။ဒီတော့မှအုတ်ထုတ်ရောဆွဲတာရောခြေစွတ်ရော။အိုးအားလုံးကို တက်အောင်တင်ပြလိုက်မယ်။စသဖြင့်ကြုံဝါလျက်ရှိတယ်။ သူခမရသုံးမွေးချီစာများကိုတင်ပြီးအချို့ရန်အခက်ခဲနဲ့တွေ့နေရှာတယ်။သုံးမွေးထိုးရန်အစပင်တက်သေးတယ်။ထိုးပြီးနောက်အစာသိမ်းခြင်းကိုမှမတက်သေးခြင်း။သူ့စရာအန်တီဆန်ကနောက်တစ်ချိန်ဆက်ရွေးတင်ပေးမည်ဟုပြောထားတော့လဲ။စာမေးပွဲနီးပြီးရှောက်လည်မနေနဲ့ဟိုတော့မေမေဤသုံးမစကားများကို မလွန်ဆန်ဝဲမိ။ထိုကဲ့သို့ရောက်တက်ရရာ အတွေ့ကျူးနေခိုင်းအိမ်ရှိဘက်စီမှာ ဖဖေကားရက်တံကိုကြားလိုက်ရသဖြင့်လေကားမှပြေးဆင်းသွားမိရင်အတားကြီးအမုံရမှာခရိုင်းကဲ့သို့ခက်ရွံ့ရွံ့ဖြစ်မနေတော့ပဲသူ့ဖဖေအနာတို့သွားရန်ပိုမိုကျွေးရဲတင်းနေရန်ရှိတယ်သူတက်မြောက်ထားသည်မှာလက်စွမ်းလက်ဆကလေးကိုပြလို့စောကားပင်ယွန်းတော်တော်ဖြစ်နေတတ်သော သူ့ကလေး၏ပင်ကိုစိတ်များကိုလွှမ်းမိုးသွားစေရန်တူတယ်ပြည့်စည်ရောကြောင်းများနဲ့တိုးလို့တန်လန်းရှိသော သိုးမွေးစာကလေးများမှာ ဖွယ်မရရဲချင်းစရာပဲဖြစ်နေတော့လေအတအဖို့တွင်မူကမဖော်ပြနိုင်အောင်နှစ်သက်မြန်လို့တန်ဖိုးထမိသည်ယရနာတစ်ခုပင်ဖြစ်နေတော့တယ်ထို့ကြောင့်ပင်အတသည်သူ့ပပိတ်လက်ထဲမှာဖိုင်တွဲအချို့ကိုလှမ်းယူရင်းအခြားလက်တစ်ဖက်ဖြင့်သိုးမွေးစာများနဲ့ပင်ကိုဖြင့်တပြဲစီယိုအနှချောင်းကိုလှမ်းပြနေမိတော့တယ်ဖေဖေအဲ့ဒါအတထိုးတာဖေဖေတကယ်အမရှိလို့ တပြက်စည်းရိုးတွေနဲ့ထိုးရတာတာဝေဝဲပြီးလို့အကြောင်းပဲ့ရင်တော့အန်တီဆန်းစီသွားပြီးဆက်တင်ရမယ်ဖေဖေအဲ့ရောမှာဖေဖေဘို့စွတ်တာကလေးထိုးပေးမယ်နော်နော်အတာသူ့ဖေဖေဘို့မော့ကမော့ကနဲ့စိတ်ရောကိုပါပြောပြနေမိတော့လေဖေဖေကတော့လှေကားမှာပြင်းစင်းလာတော့သူ့မောင်လေးအားပွေ့ချလိုက်ရင် ကောင်းတယ်ကောင်းတယ်အတမေမေရောဟိုဝိကျေဝတ်ကုံပြောကမေမေကိုမေးနေတဲ့ပြည့် မိမိမိဖို့ကြောင့်လည်းမဖြစ်ဖြစ်ဟိုလက်ညိုးထိုးပြရင်မိမိအခန်းလေးစီတို့ဝင်ပြေးခင်ရတော့တယ်မကြမီအတွင်မိဖို့ကြောင့်စီမှာဖေဖေနဲ့မိမိတို့ဤစူညံစူညံအတန်များကို ကြားလိုက်ရလေတယ်ဖေဖေအတန်များတိုးသလောက်မိမိအတန်ကအော်ကြီးဟစ်ကျဲဖက်ပေါ်လာလေတယ်ဘာအကြောင်းကြောင့်မှမသိတော့လဲဤကဲ့သို့ဖေဖေနဲ့မိမိတို့ဤကျဲလောင်စူညံစွာ အော်ဟစ်စူပုတ်တန်များကို ကြားလိုက်ရပြီဆိုလျင်ပင် မိဘနှစ်ပါးတစုံတရာစိတ်မတိုက်ဆိုင်မှုကြောင့်ရံဖြစ်ကြပြီးဆိုသည်ကို နားလည်ပြီးသားဖြစ်သည်ဖြင့်ဤကိစ္စမှာရိုးလွန်းနေသောထုံနှံတရက်ပင်ဖြစ်နေချေပြီဒါပေမဲ့ထိုကဲ့သို့စူပူရံဖြစ်တဲ့ဤနောက်ပိုင်း၌အတအဖို့အကြောက်ရွံ့ဆုံးမှာကမိမိဤဒေါသစိတ်တို့မိမိဘက်သို့ညှာဦးလှည့်လာမည်အရေးပင်ဖြစ်တော်တယ်မျောလင့်နေမိသည့်အတိုင်းလဲ နာယီဝက်ခန့်များကြာလက်တော်အခါ၌လာကဲဆန်မိတာလာကဲဆန်ဟူသောမိမိအတန်ကိုကြာလက်ရပါတယ်မိမိအနေနဲ့ဘာအပြစ်တခုမှကျွလွန်ထားခြင်းမရှိသဖြင့်လေငါဘာလို့မိလို့ခေါ်တာပါလဲဟူစိုးရုံမိတော်တယ်မိဘကြောင့်တကားဝါနာရောက်လျင်ပင်နှံ့များတစ်ပြက်စီကိုကန်လျက်ဒေါသကြီးစွာနဲ့စည်းကြုံနေသောမိမိအားအလန့်တကြားတွေးလိုက်ရတော်တယ်အတခမရမှာပြေးလာ၍ မောတီကတကြောင်ဒေါ်ကြီးမောကြီးနဲ့ရင်ဆိုင်လိုက်ရတော့မိမိကိုကြောက်လန့်မိတီကတကြောင်တို့ကြောင့်အသင်များပဲမှန်မှန်မယူနိုင်အောင်ခြေလန်းများတုံသွားမိတယ်မိမိအပြစ်ကိုမိမိသိလိုက်ရရွေလဲညနာကလေးမှာဖြူရော်ဖြော့တော်လျက်လက်ကလေးများမှာလဲတဇက်ဇက်တုံနေတော့လေတယ်သူ့မမေလက်ထဲမှာနှံများတစ်ပြည့်စီရိုးများမှာအစတွေဖွာထွက်၍ဖယိုဖျင်းဖြစ်နေချေပြီး မိမိပါလဲကြောက်ရွံ့ပမာတောင့်တောင့်ရက်လျက်အတ္တအာမျက်တောင်မခံပြူးဆန်း၍ကြည်နေလေတယ်။မိမိမျက်လုံးများမှာအယောင်များလှည့်၍မိကဲ့သို့ပူပြင်းနေသည်ဟုထင်လိုက်မိတယ်။အတ္တသည်မိမိအားစက်မကြည့်ဝင်တော့ပဲခေါင်းငုံထားလိုက်မိတယ်။ဟဲ့မိတာဒီမှာကြည့်စမ်းဒါဘသူလက်ချက်လဲ။ညစ်လက်ချက်ပဲမဟုတ်လား။မမှန်ပြောစမ်းဒါညစ်လက်ချက်မို့လား။အတ္တမျက်လုံးများတွင်ညည့်ရည်များရေဝဲလာတယ်။ အဖြေမပေးတတ်အောင်ငင်းကြောင်ကြောင်ကလေးဖြစ်နေရင်ကလေချောင်းတွင်လည်းတိဆုတ်ဆုတ်ဝေဒနာကိုခံစားလိုက်ရပြီးနှစ်ဖူးမှချွေးသည်ချွေးပေါက်များစီးကြလာတော့တယ်ပြောစမ်းမြင်မြန်ပြောလေမြင်မြန်မိမိအတန်မှာပုံမိုကျက်လာတဲ့နေ့အများပို၍ခက်ထန်လာတော့တယ်ဟုတ်ဟုတ်ဟုတ်ပါတယ်ညည့်ရင်များကြမှာအတန်ထွက်အောင်ကြိုကြိုဆာဆာညှစ်ထုတ်၍ဖြေလိုက်ရတယ် ငါတပြက်စီးနဲ့ဆော့တာလောက်မုန်းတာမရှိဘူး။ဆော့စရာဒီလောက်ရှားသလား။ဟင်။ရှားသလား။ကဲဆော့အောင်ဆော့အောင်။ပြောပြောဆိုဆိုမိမိတည်ပြူဖျဲဖွာထွက်လျက်ရှိသောတပြက်စီးချောင်းနဲ့ပင်အတအားစတင်ရိုင်းနေအပြစ်ပေးတော်တယ်။မဆော့တော့ပါဘူးမိမိရဲ့ကြောက်ပါပြီမမေးရဲ့အမလေးနောက်ကိုမစောတော့ပါဘူးကြောက်ပါပြီကြောက်ပါပြီမမေးရဲ့ နာကျင်ကျင်ကြောက်ရွံ့ထိတ်လန့်ခြင်းတို့ကြောင့်ပေါ်ထွက်လာရသော အတားလေးအတံမှာ တုံ့ကြီးလှိုင်လေလာတယ်။အောင်မဲနေရရှောင်နေပေါ့လေ။ထိုင်စမ်းထိုင်စမ်းလက်ပတ်မိမလိုထိုင်စမ်း။ဘာကြောင့်ယူဆော့တယ်လဲ။ယူပြီးဘာလုပ်တာလဲ။ပေါက်လို့ပဲစားဆော့စရာဒီလောက်တော့ရသလား။ဟင်။လမ်းပြမအငယ်တွေလိုက်ဆော့အောင်ပေါ့လေ။ပြောစမ်း။တပြက်စီကိုချိုပြီးဘာလုပ်ရတာလဲ။ဟိုဟိုနှစ်ချောင်းတို့အဲ့အဲ့ လောက်တာပါ။ဩနှစ်ချောင်းတို့အဲ့လောက်တယ်။တဲ့တော့ပါလား။ကဲတော်အောင်တော်အောင်။မမေကတော့အမှန်ကိုဖွင့်ပြောလေ။ပို၍စိတ်ဆိုးလေဖြစ်ကတက်ခါတက်ခါချိန်ပြန်တော့တယ်။ပျော်စံပျော်စံ။နောက်တပြည့်စည်းရုံးနဲ့အဲ့လောက်အောင်မလား။လောက်အောင်မလား။ဟင်။ပျော်လောက်အောင်မလား။မမေဒီတပြည့်စည်းကိုလွှတ်ချရာကအတပေါင်းတွင်သာပြည့်ညက်ညက်ကလေးကိုတအားလှည့်ဆွဲရင်းမင်းနေပြန်တော့တယ်။ ကြောက်ပါပြီမမေရဲ့နောက်ကိုနောက်ကိုဘရော့မှမလောက်တော့ပါဘူးမမေရဲ့တော်တော်ဘယ်မလဲအဲ့အတွေ50ယူခဲ့စမ်းကြည့်ပါဦးဟဲ့အဲ့လောက်ထားတယ်ရွေးစီတစ်ချောင်းလုံးကိုပြက်ကြရောတော်တော်မမြန်ယူခဲ့စမ်းအတခမရမှာမနေတာတော့ပဲသူ့အသေးကျော်ပင်ကိုလက်ဖြင့်နှံ့များတပြည့်စီယူအက်ကလေးနှစ်ချောင်းနဲ့တကွာသိုးမွေးစာကလေးများကိုပါမမေလက်တော့အလိုက်ရတော့တယ်မမေသည်ဒေါသကြီးစွာနဲ့ တုံးမွေးများဖြင့်ရည်ထွေးနေသည်တပြက်စီအက်ကလေးများကို အပိုင်းပိုင်းအပြက်ပြက်ချိုးပြန့်ချီမွားလိုက်တော့တယ်။အတာမူကမမေ့လက်ထဲမှာမရှုမလာပျက်စီးသွားပြီဖြစ်သောတပြက်စီရိုးကလေးများကိုညက်ရည်တွေကြားမှလှမ်းကြည့်မိရင်သူ၏မျောလင်းချက်ကလေးများသည်လည်းညက်ရည်များအကြားမှပင်ရွင့်စင်ပျောက်ပြယ်သွားသည်ကိုမြင်တွေ့လိုက်ရရှာတယ်။သူနှင့်တူအချစ်စိတ်သုံးကား မေတ္တာတက်ခေါင်းပါလာတော့ပေပေနဲ့မေမေတို့ခက်ရံဖြစ်ပွားသည့်အစုံတိုင်းဤကဲ့သို့ ကလားမနာရခိုင်မဲမန်မဲ၍အရိုက်နဲ့ခံရသဖြင့်ငိုခဲ့ရပေါင်းလဲများလာပါပြီဤသို့ငိုရခြင်းမှလည်းအကြအဖို့ဘာမှမထူးဆန်းတော့ငိုရုံးငိုစဉ်ဓမ္မတာကိစ္စတရက်တာလည်းဖြစ်ပါတယ်တို့ရတွင် ထိုတစ်ချိန်ငိုရသည်မှာရခင်အကျိန်များကနေမတူထိုတစ်ချိန်မျက်ရည်များနဲ့အတူ အတား၏စိတ်ကိုယဉ်ရင်မှန်းချင်းမျော်လင့်တောင်းတချက်များဖြစ်သောဖိဖိအတွေ့ဆွဲတာမိမိအတွေ့ခြုံတပည့်နှင့်မောင်လေးတို့အတွေ့ခြေစိုးကလေးများသည်လည်းစီးကြမျောပါသွားခဲ့ချေပြီးတကားဟဲ့ခင်ခင်သဘောအတိုင်းစိတ်မထားသားကပဲဝယ်ခြင်းဝယ်ပေးပါတော့ကွာစိတ်မချမ်းသာစရာဖြစ်အောင်ဒီလိုတော့ငုံမနေစမ်းပါနဲ့ဒီလောက်ခ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 က်စေတနာမရှိဘဲနဲ့လည်းအတင်းအဓမ္မစုံမခိုင်းကြပါဘူးကွာဟို့ မောင်ကမကြင်မနဲ့ပြောလိုက်တော့အခါရင်မူကသူ့အဖို့အလိုလိုကမှမောင်အထင်မြင်လွဲမှုကိုကြောက်ရွံ့စိုးရိမ်နေခဲ့ခြင်းဖြစ်လေရာမောင်ရင်ခွေနဲ့အတင်းဝင်၍မောင်ကို တအားဖက်ကမောင်မောင်ခင်ကိုအထွန်းလွဲပါနဲ့မောင်ရဲ့တကယ်ဟုတ်ပါ ခင်စေတနာမရှိလို့ပြောမိတာမဟုတ်ပါဘူးခင်ထုတ်ပြောရမှာရှက်လွန်းလို့တခြားလွှဲပြောနေမိတာပါခင်မိမတမ်းမဲ့သူ့မွေလုံးလုံးကိုမထိုးတတ်ဘူးမောင်ရဲ့ ခင်ငယ်ငယ်ကလေးတွေကသွန်မွေမထိုးခဲ့ဘူးဘူးခင်သာထိုးတတ်ရင်လေဟောဤလိုမောင်အပြောကိုတော့စောင့်နေမှာမဟုတ်ဘူးခင်ကိုယ်တိုင်ထိုးပေးမှာပါပဲမောင်ခင်ကိုအထင်မလွဲပါနဲ့နော်မောင်ရဲ့ဟိုဝမ်းနဲ့ပန်းနဲ့ရှက်ရင်ကပင်အမှန်ကိုဖွင့်ဟဝခံကတတော်တော်နဲ့တောင်းပန်ရှာတော့တယ်ပထမတွင် မောင်ကပါဇက်ကြီးဟာ၍ပြူတူပြက်တဲ့နဲ့အံအားသင့်နေသေးတယ်နောက်တော့မ ုံးမွေးမထိုးတတ်ဘူးဟုတ်လားသုံးမွေးမထိုးတတ်ဘူးခင်အဟုတ်တကယ်မတတ်ဘူးဟုတ်လားဟိုထက်ခါထက်ခါမိယာကတဟာဟာနဲ့သဘောကျလာစွာရင်မောလိုက်တော်တယ်မိုးချုံတန်ကြီးများပမာ နားတွင်သို့တိတ်ဝင်လာသော မောင်ဤရင်မောနောက်ပြောင်တန်များအကြာမှာပင် သူသည်ညာဘက်လက်မောင်းကလေးမှာအမရုပ်ကိုစမ်းလိုက်မိလေတယ်တဲ့နှစ်သမီးအွယ်ကလေးဘဝက ဖြတ်ကြီးတငယ်ငိုကြွေးအန်ထုတ်ခဲ့ရသောရဲ့ရည်များအကြဝဲမိမိ၏ရည်မှန်းချက်များဖြစ်သောဖစ်ဖစ်အတွယ်ဆွဲတာမိမိအတွယ်ခြုံတပဲနှင့်မောင်လေးတို့အတွယ်ချစ်စုကလေးများသည့်ပင်တိကျမျောပါသွားခဲ့လေပြီဖြစ်ရာဟိုအရွယ်တွင်မှမောင်အတွယ်ဆွဲတာတစ်ထည်ကိုစိုင်တဆိုင်မှဝယ်ပေးရုံဒိုတီမဟုတ်ကျွမ်းကျင်သူတူအူအားထိုးစေရုံအပြင်ဘဲကလာ၍ ကြနိုင်ပါအောင်မည်နီဟုတ်ကဲ့ပါရှင်စိုင်းဆရာမမြန်လာမွန်ရေးသားထားတဲ့မော့အတွေ့ဆွဲတာဆိုတဲ့ဝိတ္ထုတို့လေးကဒီနေရာလေးမှာပဲ ပြီးဆုံးသွားပြီဖြစ်ပါတယ်နောက်ဆင်အားပေးသူအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကြံပါခြင်းနဲ့ပြည့်စုံကြပါစေရှင်